ဂျပန်နိုင်ငံကိုရောက်လို့ဖျားเจ้าတွေကိုသွားလည်တဲ့အခါဖျားเจ้าတွေကိုမဝင်ခင်ဒီဖျားเจ้าရဲ့အပေါ့ဝါမှာရှိတဲ့တိုရီအီဂိတ်လို့ခေါ်တဲ့ဂိတ်ကိုရောက်ကြတဲ့အခါရိုးရိုးတသေးနဲ့ဝင်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ဒီဂိတ်မှာဒီဖျားเจ้าကိုစောင့်ရှောက်နေတဲ့ကြောက်စရာကောင်းတဲ့ယူကိုင်းတစ်ကောင်ရှိလို့ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Keyword Entertainment ကနေတင်နေကြိုလိုက်ပါတယ်။ကျွန်တော်ကစာမကြည့်ပါ။အားကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုက Auto Roshi ចောင်းပြောပြပါဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်။အဲဒီဗီဒီယိုထဲမှာတော့ဒီဂျပန်နိုင်ငံက ်အဖျားเจ้าတွေမှာရှိတတ်တဲ့အိုဒိုရိုရှိလို့ခေါ်တဲ့အယုတ်ကိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုပြောပြတော့ဗီဒီယိုလေးမစခင်မှာတော့ထုတ်သက်တယ်မယ်ကျွန်တော် Qwerter Entertainment YouTube Channel လေးကို Subscribe လုပ်သည်ဆိုရင် Subscribe လုပ်ပေးကြပါဘေးနားနိုဒီဘက်ခလုံးလေးလည်းနှိပ်ပေးကြပါနောက်ပြီးတော့ထုတ်သက်တိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကကြည့်နေဆိုရှင်တော့ VPN နဲ့ခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လည်းတော့ဆိုချင်ပါတယ်စရတဲ့အောင်ပါ ဒီအိုဒိုရိုရှိလို့ခေါ်တဲ့ဂျိုကိုင်းကတော့တခြားဂျိုကိုင်းတွေလိုမျိုးဒီတရေသစီမကောင်းဆိုးဝါးဆိုတာထက်ဒီဂျပန်နိုင်ငံမှာရှိတဲ့ဖျားเจ้าတွေမှာရှိတတ်တဲ့အဆောင်ရှောက်ဒီဖျားเจ้าဆောင်နဲ့လို့ပြောရင်ပုံမှန်ပါလိမ့်မယ်သူ့ရဲ့ပုံစံကတော်တော်လေးကိုကြောက်စရာကောင်းတဲ့ပုံစံရှိပါတယ်ဘယ်လိုမျိုးလဲဆိုရင်ဗဇက်ကပြည့်ပြည့်အဲ့ဒီဗဇက်ထဲမှာလည်းအရန်ကိုကြီးမားတဲ့အစွဲတွေရှိတယ်ပေါ့နော်နောက်ပြီးတော့မျက်လုံးကလည်းပြူးပြီးတော့ဝိုင်းဆက်နေပါတယ်နောက်ပြီးတော့ဒီသူ့ရဲ့ခန္ဓာကိုယ်အနေထားဆိုလို့ရှင်လည်းတော်တော်လေးကိုကြီးတဲ့ အနေထားတစ်ခုမှရှိတယ်။နောက်ပြီးတော့ဒီခန္ဓာကိုယ်အနှံ့မှာလဲဇပင်နေလိုမျိုးရှည်လျားတဲ့အမွေးညင်နေနဲ့ပြည့်နှက်နေရပါတော့။လက်ကကဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ကြားရတဲ့ချင်းသေးသေးလိုမျိုးကြီးမားပြီးခြုံထက်တဲ့လက်သေးတွေရှိတယ်ပါတော့။အဲဒီသူ့ရဲ့ပုံပန်းတရံကိုကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့မျိုးလုံးထဲမှာအမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတရေဝတ္ထုတွေတရေကားတွေမှာပါတတ်တဲ့ပိတ်တာတို့တပတ်တို့နဲ့ဆင့်တူပါတယ်။ဒီလိုမျိုးသူ့ရဲ့ပုံစံကကြောက်စရာကောင်းတဲ့ပုံစံအနေထားတစ်ခုမှရှိနေပေမဲ့ ဒီဂျပန်လူမျိုးတွေကတော့ဒီအိုတိုရိုရှိလို့ခေါ်တဲ့ယူကိုင်းကိုအကြောက်စရာကောင်းတဲ့ယူကိုင်းတစ်ကောင်အနေနဲ့သတ်မှတ်မထားပါဘူး။ဘာလို့လဲဆိုတော့ဒန်နိုင်တွေအရာဒီအိုတိုရိုရှိလို့ခေါ်တဲ့ယူကိုင်းကဒီဖျားเจ้าနဲ့ကိုလာတဲ့သူတွေထဲမှာမကောင်းတဲ့စိတ်ရှိတဲ့သူတွေဒီဖျားเจ้าကိုဖျက်ဆီးဖို့ရည်ရွယ်ချက်ရှိတဲ့သူတွေမနာလိုစိတ်ရှိတဲ့သူတွေနောက်ပြီးတော့လောဘဒေါသနဲ့ပြည့်နှက်နေတဲ့သူတွေကိုပဲအတိတ်ကထား၆လန့်တိုက်ခတ်တာမျိုးဖြစ်ပါတယ်။ အဲဒါကြောင့်အစ်င့်နေနဲ့ဒီဖျားเจ้าကိုဘယ်လိုမျိုးပဲဝင်ထွက်သွားလာနေပါစေအစ်င့်မှာမကောင်းတဲ့စိတ်မရှိဘူးဆိုလို့ရှိရင်အော်တိုရိုရှီကအစ်င့်ကိုလုံးဝ6လတိုက်ခိုက်မှာမဟုတ်ပါဘူးအဓိကအပြင်တော့ဒီအော်တိုရိုရှီလို့ခေါ်တဲ့ယူကိုင်းကဒီဖျားเจ้าနေရဲ့အပေါ်ဝါမှာရှိတဲ့ဒီတိုရီအီလို့ခေါ်တဲ့ဂိတ်ပေါ်မှာနေထိုင်ပြီးတော့အာနေ့စဉ်နေ့တိုင်းဒီဖျားเจ้าကိုလာတဲ့သူတွေအထူးသဖြင့်တော့ဒီဂိတ်ကိုဖြတ်တဲ့သူတိုင်းပေါ့နော်ဒီဂိတ်ကိုဖြတ်တဲ့သူတိုင်းရဲ့စိတ်နေစိတ်ထားတွေကိုစောင့်ကြည့်နေတဲ့ပုံစံမျိုးဖြစ်ပါတယ် ဂျပန်နိုင်ငံကမြို့ပြနယ်လှမ်းဝှေ့တဲ့တချို့သောကျေးလက်တော်ရွာတွေမှာဆိုရင်ဒီအိုတိုရိုရှိကိုပူဇော်ပတ်သက်ပြီးတော့ကိုးကွယ်တဲ့နေထိုင်မျိုးတွေတောင်ရှိပါတယ်။ဒီအိုတိုရိုရှိနဲ့ပတ်သက်ပြီးတော့ဂျပန်နိုင်ငံမှာအရန်ကိုနာမည်ကြီးတဲ့ဒန်နိုင်တပုတ်ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့တခါတော့ကသကိုးအဖွဲတစ်ဖွဲကဖျားเจ้าတစ်ခုကိုသွားပြီးတော့ဒီဖျားเจ้าမှာရှိတဲ့ရှေးဟောင်းဖျားရုပ်ထုတွေကိုခိုးဖို့အတွက်ကြက်စီခဲ့ပါတယ်။အဲဒါတို့နဲ့အဲ့ဒီသကိုးအဖွဲကညတကောင်အချင်းဒီဖျားเจ้าကိုသွားခဲ့ပြီးတော့ဒီဖျားเจ้าက ီတိုရီဂိတ်ပေါ့နော်ဖျားကြောက်ရပေါ့ပါမရှိတဲ့တိုရီဂိတ်ကိုဖျက်တဲ့အချိန်မှာတော့အရန်ကိုထူးဆန်းပြီးကြောက်ကြကောင်းတဲ့ဖြစ်ရည်နဲ့ကြုံတွေ့ရပါတော့တယ်။မြတ်တကောင်ချင်းဖြစ်တာကြောင့်အရန်ကိုမှောင်မိုက်နေတဲ့အမှောင်တုရဲ့ချားမှာအင်မတန်မှတောက်ပတဲ့အပြာရောင်မျက်လုံးကြီးနှလုံးကိုစတင်တွေ့ရရပါတယ်။အဲနောက်မှာတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အိုတိုရိုရှီရဲ့ပုံစံတိုင်းပဲပေါ့နော်။အမွှေးရှိရှိအကောင်ကြီးကြီးနဲ့ဘာမှမသိရတဲ့အကောင်ကြီးတစ်ကောင်ကဒီအမှောင်တုရဲ့ချားမှာပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီလိုမျိုးရမ်းကြောက်စရာကောင်းတဲ့မြင်ကွင်းကြောင့်တကူးတွေလည်းကြောက်လန့်ထွက်ပြေးကုန်ကြပြီးတော့ အရန်ကြောက်လွန်ပြီးတော့နှလုံးရသိဆုံးသွားတဲ့သူတွေကလည်းနေရာမှာတည်းသိဆုံးသွားခဲ့ပါတယ်။ဒါကတော့အော်တိုရိုရှင်နဲ့ပတ်သက်တဲ့တန်တိုင်းတစ်ပုတ်ပါ။အဲဒါမဲ့ဂျပန်နိုင်ငံကဂျပန်လူမျိုးတွေကတော့ဒီတန်တိုင်းကိုတကယ်အဖြစ်ပြက်လူမျိုးယုံကြည်ကြတာဖြစ်ပါတယ်။ဒီဘက်ကမှာတော့အော်တိုရိုရှင်ကိုဂျပန်နိုင်ငံရဲ့တချို့သော anime series တွေတချို့သောဂိမ်းတွေမှာဒီအော်တိုရိုရှင်ကိုဇက်ကောင်တစ်ခုအနေနဲ့ထည့်သွင်းထုတ်ပြထားတာမျိုးတွေရှိပါတယ်။ နောက်ဆုံးအနေနဲ့ပြောရရင်အော်တိုရိုရှိကဂျပန်နိုင်ငံရဲ့ယူကိုင်းတန်တိုင်းတွေထဲကယူကိုင်းမျိုးစစ်တစ်ခုဖြစ်ပေမဲ့တခြားယူကိုင်းတွေနဲ့မတူတာကသူကဒီဂျပန်နိုင်ငံမှာရှိတဲ့ဖျားเจ้าတွေကိုစောင့်ရှောက်တဲ့အဆောင်ရှောက်နဲ့ယူကိုင်းတစ်မျိုးဖြစ်ပါတယ်။နောက်တစ်ခုကဒီအော်တိုရိုရှိလို့ခေါ်တဲ့ယူကိုင်းကအပြင်မှာတကယ်ရှိလာတာပေါ့။ဒီမိကုန်းကိုကျွန်တော်တူးတယောက်ထဲအမြင်အရဖြေရမယ်ဆိုရင်တော့တကယ်ရှိနိုင်ပါတယ်။ဘာလို့ဒီလိုမျိုးထင်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအចောင်းဆောင်နဲ့တို့အိမ်ဆောင်နဲ့တို့ ခြံစောင်းနဲ့တို့ဒီလိုမျိုးစောင့်တဲ့နှက်တွေကတကယ်ရှိတယ်ဆိုတော့ကြုံကြည်ကြတဲ့အတွက်ကြောင့်မလို့ဒီဂျပန်နိုင်ငံမှာရှိတဲ့ဒီအိုတိုရိုရှီဆိုတဲ့ယူကိုင်းကလည်းတကယ်ရှိနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြောရပေးခဲ့တာကတော့အိုတိုရိုရှီလို့ခေါ်တဲ့ဂျပန်နိုင်ငံကဒီဖျားကြောင်းတွေကိုစောင့်ရှောက်တဲ့စောင့်ရှောက်ယူကိုင်းတကောင်အကြောင်းပဲဖြစ်ပါတယ်အဲဒီကြောင်းနဲ့ပတ်သက်ပြီးပရိသတ်ရဲ့ထင်မြင်ချက်ကိုလည်းအောက်ကောက်ကွန်မန်မှာဝင်ရောက်ရေးသားတော်လို့ရပါတယ်နောက်ထပ်ဗီဒီယိုလုပ်စီတဲ့အကြောင်းအရာနောက်သိကျင်ကြောင်းချင်လို့ရှင်လည်းအောက်ကောက်ကွန်မန်မှာဝင်ရောက်ရေးသားတော်လို့ရပါတယ်ကျော်တက်နေသော research လုပ်ပြီးတော့ဗီဒီယိုကိုဖြစ်အောင်ဖိနေပေးသွားမယ် ီဒီလိုဆုံးကြည့်ကြမလို့ကျေးဇူးတင်ပါတယ်။ Channel Subscribe လေးလည်းနှိပ်ဦးတော့မေးပါနဲ့။နောက်ဆက်သွားကြောင်းရတယ်။ကြောက်ဆက်ကောင်းကြောင်းရတယ်သူ။ညနေခဲ့ပါဦးမယ်။ Bye bye.